ီနေ့စိတ်ဖိတ်စည်းမှုကိုလွန်ဆန်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့ပြောပါမယ်စိတ်ဖိတ်စည်းမှုဆိုတာလူတိုင်းမှာကြုံကြတယ်ဘာကြောင့်လဲဆိုတော့အလိုမကျတာတွေကိုယ်နဲ့ဆက်ဆံနေတဲ့သူတွေရဲ့ကိုလိုချင်တဲ့ပုံစံမျိုးနဲ့ကိုယ့်ကိုမဆက်ဆံတာတွေကိုဖြစ်ချင်တဲ့ပုံစံတွေဖြစ်မလာတာတွေအဓိကအပြင်တော့အလိုမကျလို့စိတ်တည်းကြကြစိတ်ဖိတ်စည်းမှုဆိုတဲ့နေရာမှာလုံတိုင်းမဖြစ်လို့ အဖြစ်လာတဲ့အရာကြပြန်တော့လည်းပဲအနောက်ရှက်အဟံတာများလို့ဒီလိုမျိုးတွေနဲ့စိတ်ပစ္စည်းမှုတွေဖြစ်ကြ။တရားဟောတဲ့တရားလေးကိုရှင်းဆုံးပြောမယ်ဆိုလို့ရှိရင်စိတ်ဆိုတဲ့သဘောတရားအင်မတန်ဉာဏ်ပါတယ်။အဉာဏ်နဲ့စိတ်ကိုပညာရှိတွေဟာထိမ့်သိမ့်တင်ပါတယ်တဲ့ဒီစိတ်ကိုထိမ့်သိမ့်နိုင်ခြင်းဟာပညာရှိလို့ခေါ်တယ်။နောက်တစ်ခါလူတွေဟာဒီဘေးရန်အန္တရာယ်ဆိုတဲ့စိတ်ဆင်းရဲခြင်းစတဲ့ဘေးရန်အန္တရာယ်တွေပါချောင်းရတာလဲဆိုတော့သူတို့မှာရာဂဆိုတဲ့တမတ်တဲ့စိတ် အဲ့ဒီဆွဆူမှုရှိနေရင်တော့လကောင်သူများကိုပြစ်မှားလို့တဲ့အများရန်ဒေါသဖြစ်တဲ့စိတ်မျိုးကြောင့်တော့လကောင်အဲ့ဒီပုံကိုယ်တည်းရဲ့စိတ်ဟာအန္တရာယ်မကင်းပါဘူးတဲ့အဲ့တော့စိတ်ဖြစ်စည်းရဲဆိုတာကိုဖျားတရားတော့အရာဘက်ကကြည့်မယ်ဆိုရင်လူကျင်တာတွေများနေလို့ပြီးတော့အလိုမကျစိတ်တွေများနေလို့အချို့ဘာဖြစ်ဆိုရင်လောဘနဲ့ဒေါသများနေလို့လောဘနဲ့ဒေါသများနေတဲ့အခါမျိုးမှာစိတ်ဖြစ်စည်းမှုတွေများလာတတ်တယ်ပြီးတော့ဒီစိတ်ဖြစ်စည်းမှုကိုဘယ်လိုလွန်ဆန်ကြမလဲ မရဖို့တဲ့တရားအရာပဲဆိုလို့ရှိရင်အဲ့ဒီအလိုမကျတာကိုအလိုကျလာတဲ့အနေအထားမျိုးအထိဥပိ္ပခပြုနိုင်အောင်နေရမယ်။ဟောအများကတော့ပြောကြတယ်စိတ်တည်ညစ်တယ်ဗျာစိတ်စိတ်တွေဖိစီးပါတယ်ဗျာလို့ပြောကြတယ်။တို့အနေနဲ့ထွက်ပေါက်မရှိဘူးနားလဲတယ်။အဲ့တော့တို့မှာထွက်တို့မှာစိတ်ဖိစီးတာလားဆိုတော့ဒါဘုန်းကြီးအနေနဲ့လက်တွေ့ပြောပြရမယ်။ဆိုရင်ဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲစိတ်ဖိစီးစရာတွေကြုံတာပဲ။ဒါပေမဲ့ဘာဖြစ်လို့ပြုံးပြနေနိုင်တာလဲ။ကိုကအဲ့ဒီလောကတဘာဝကိုလောကတဘာဝအတိုင်းလက်ခံထားတာ။ ဥပမာအားဖြင့်ပြောမယ်ဆိုရင်ဒါမနေ့ကတုန်းကဆိုလို့ရှိရင်တရားတစ်ပုဒ်ကိုတွင်းနေတဲ့အချိန်မှာဘုန်းကြီးရဲ့သားတပည့်တယောက်ကဆေးရုံမှာဆိုင်ကအက်ဆီဒန့်ဖြစ်ပြီးတော့လက်တွေပါတယ်အကုန်လုံးခွဲစိတ်ခံဝင်ရတဲ့အထိမနေ့ကဆိုတာဆေးရုံမှာဒါမဲ့ဘုန်းကြီးအလုပ်ကိုကိုယ်အလုပ်ကိုကိုယ်ဆက်လုပ်နိုင်တယ်ပြုံးနေနိုင်တယ် အဲ့ဒါပါလဲဆိုတော့စိတ်ကိုနိုင်နေတာစိတ်ကိုထားတဲ့နေရာမှာပဲထားတယ်စိတ်မကြည်တာကိုကြည်အောင်ချက်ချင်းပြန်ပြီးတော့ထိန်းနိုင်တယ်အဲ့ဒီစိတ်ကိုထိန်းနိုင်ခြင်းဟာပညာရှိတို့ဘုရားကလည်းဟောထားစိတ်ဆိုတာလှုပ်ပေးထားတဲ့အရာမျိုးမဟုတ်ဘူးအဲ့တော့ကိုယ်ဒီမှာကိုယ်ဆိုင်ရဆိုင်ရဘာသာရေးအရာနှလုံးသွင်းလို့ရတဲ့ကိစ္စလေးတွေရှိတယ်မြတ်တာပွားနေခြင်းဟာတော့ဘာသာတရားအလုံးနဲ့ခြုံငုံပြီးတော့မိတယ်အဲ့တော့အလုံးတော်ဝါဒီကျမ်းမှာချမ်းသာကြပါစေဆိုတဲ့စိတ်ကလေးနဲ့ အဲ့ဒီစိတ်ကလေးနဲ့ပဲအလုပ်တွေအကုန်လုံးကိုလုပ်နေလို့ရှိရင်ကျန်တဲ့ကိစ္စတွေမေ့သွားအနောက်ရှက်အဟံတားတွေကိုမေ့သွားသာသမီကဆုံးမလို့မရလို့တို့ယောက်ျားကကိုယ်ပေါ်မှာအလိုက်မသိလို့တို့ကိုတပည့်တွေကကိုခိုင်းတယ်လို့မဖြစ်လို့တို့စသည်ဖြင့်အလိုမချတဲ့သူပုဂ္ဂိုလ်တွေအလိုမချရင်းတဲ့လောကကြီးကိုသူတို့ကအကျမ်းသဘောကြီးနဲ့ကြည့်ပြီးတော့လူတွေကအဲ့ဒီစိတ်ဖြစ်စည်းမှုထံတွေကြောင့်ပြန်ပေါက်ပွဲထွက်လိုက်တဲ့အခါမှာလူချမ်းတွေဖြစ်ကုန်စိတ်ချမ်းတော့လူချမ်းတယ်လို့ဆိုလိုတာ ဲ့ဒီစိတ်ကြမ်းမှုကိုနှိမ်နင်းနိုင်တာကတော့ဘာဝနာတစ်ခုခုပွားနေတာလွယ်လို့ဘာနဲ့မှရင်ဆိုင်လို့မရဘူးဘာဝနာပွားရဲဆိုတာမေတ္တာလေးပွားနေတာအဓိကအဖြစ်အားလုံးလုပ်လို့ရတာမေတ္တာပွားတာချမ်းသာကြပါစေချမ်းသာကြပါစေချမ်းသာကြတာပဲချမ်းသာကြပါစေချမ်းသာကြပါစေအဲ့ဒီစိတ်ကလေးနဲ့နေလိုက်တာနဲ့တပြိုင်တည်းကျန်တဲ့ကိစ္စတွေကအပကြီးသားပါမန်လေးတွေဖြစ်သွားတယ်အဲ့ကျင့်ကိုကျင့်ရမယ်မကျင့်နိုင်ဘူးဖြစ်ရလို့ပြောလို့မရဘူးဘုန်းကြီးတို့ကိုယ်တိုင်ဒါအခုလက်တလောဖြစ်တာမနေ့ကသားတပည့်တယောက်စေယုံတင်ထားတယ် အဲ့ဒီတင်ထားတဲ့ကိစ္စကိုအေးအေးဆေးဆေးလွန်မြောက်နိုင်တယ်။နောက်တစ်ခါ2008ခုနှစ်တုန်းကဖုန်ကြီးရဲ့မိဘများနာဂက်ထဲမှာပါသွားတယ်။ဒီနေ့ဖုန်ကြီးအသက်ရှင်နေတယ်လေ။သူတို့နာဂက်ထဲမှာပါသွားတယ်။ကို့မှာထောက်ပံ့မဲ့သူဘယ်သူမှမရှိတော့တဲ့ဘဝကနေတုံညာကနေပြန်ပြီးတော့စလာတာ။ဘယ်စိတ်နဲ့စတာလဲဆိုတော့ကို့မှာအရေးရှင်ရှိနေရင်ဆက်ပြီးတော့ရှောင်းလန်းလို့ရ။အလို့ဆိုတာဆက်ပြီးတော့လုပ်နေရမယ်။အကျိုးပေးမယ်ဆိုတာဘယ်နေပေးမယ်ဆိုတာမပြောနိုင်ဘူး။သူတို့ကို့တော်ဝင်ကရှောက်ရမယ်လမ်းကိုဆက်ပြီးတော့ရှောင်းနေရမယ်။ ရှောက်တဲ့နေရာမှာလည်းတတိမလုတ်ပြန်နဲ့အဲ့ဒီတခုခုတရားအာယုံတခုခုကိုယူထားပြီးတော့ကျန်တာတွေကိုအသေးဖွဲလေးတွေလိုသဘောထားနိုင်တဲ့အထိစိတ်ကိုပွားယူရတယ်ခဏခဏတွေးရင်တော့စိတ်ကပိုပြီးဖြည်းစည်းမှာပေါ့ဝင်ထုတ်ပိုပြီးတော့များမှာပေါ့ခဏခဏတွေးစရာမလိုဘူးစိတ်ကိုတဲ့လေးနေတဲ့စိတ်ကိုချက်ချင်းမကောင်းတဲ့စိတ်ဆိုရင်ကောင်းတဲ့စိတ်ဖြစ်အောင်ချက်ချင်းပြောင်းလိုက်ပါလို့ဘုရားဟောတယ် ်ပြောင်းနိုင်ဖို့ဆိုတာကတော့စိတ်လက်ကျင်ကခဏခဏလုံးဝမယ်ဒါဆိုစိတ်ဖိစီးမှုကိုလွန်ဆန်နိုင်ပါမယ်စိတ်ဖိစီးမှုကိုရင်ဆိုင်နိုင်ကြလိုက်ရင်ဆိုင်နိုင်ကြပါလိမ့်မယ်စိတ်ဖိစီးမှုကနေပြီးတော့လွတ်မြောက်နိုင်ကြပါလိမ့်မယ်လို့ပြောရင်းနဲ့အလုံးသောလူသားအပေါင်းကိုစိတ်နှစ်ပြားချမ်းသာချမ်းသာပါစေလို့ဆုတောင်းပေးပါရစေ